လေးမမိန်ပေါ်ရထင်ထင် F11 Oppo ဖားကန်မှာကြောက်စိမ့်လုတ်ကွက်ဂျင်ဟောင်းနွန်ကန်ပေါကြမှုအေဘီလာ22ရက်နေ့ည7:00နာရီဝန်းကျင်ကဖြစ်ပွားခဲ့တာကြောင့်တဦးသေဆုံးက45ဦးပျောက်ဆုံးနေကြောင်းကနအူးသတင်းရသိရပါတယ်ဖားကန်မြို့နယ်ဘာလခမော်နီကလုတ်ကွက်ဂျင်ဟောင်းနွန်ကန်တစ်ခုပေါကြခဲ့တာဖြစ်ပြီးပြပလဲမှာရှိတဲ့မြန်မာသူရလုတ်ကွက်ငကားကိုကောင် KNDPC ချောင်းဘရာသာကုမ္ပဏီလုတ်ကွက်တွင်းသို့နွန်များဝင်ရောက်ဖုံးလွှမ်းခဲ့တာဖြစ်တယ်လို့ကုမ္ပဏီဝန်ထမ်းများကပြောပါတယ် မြန်မာသူရလောက်ကလောက်သားတူကနွန်ကန်ကကမ်းမားဆောက်တဲ့ပေါက်ကြလာတော့ချွန်းစနယ်မြေတွေဖြစ်တာကြောင့်ရုံးလေနစ်လေဖြစ်ပြီးပျောက်ဆုံးသူ40ကျော်ကြောင်းကာသမာတူအလောင်းကိုတော့ဒီမနက်ပိုင်းမှာပြန်ရပြီးကြံနာဆဲဖို့မလွယ်ဘူးလို့ဆိုပါရယ်လက်ရှိအချိန်မှာတော့လူမှုကူညီအဖွဲ့များစုပုံရောက်ရှိနေကြပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းများလုံဆောင်ရန်မလွယ်ကူသေးဘူးလို့သိရပါရယ်ပြီးခဲ့တဲ့မလ23ရက်နေ့နေ့လယ်ပိုင်းကလည်း ဖားကံမြို့နယ်လုံခင်းကျေးရွာအုပ်စုအေဘာဝင်းသားစိုက်ဘမနွန်စစ်ကံပြူရာနေမင်းကဘာကုမ္ပဏီလောက်ွက်ဖက်မှာဗက်ဖိုး၅စီးနဲ့ရန်ဖောက်ဆက်၄စီးနင်းမြုပ်ခဲ့ပါတယ်။